ားလုံးပဲမိင်္ဂလာပါရှင်ကျမတို့ရဲ့နားချင်ရ channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှာတော့ကျမတို့ရဲ့ channel ကနေမုတ်ဆိုးထွန်းမြတ်ရဲ့အမဲလိုက်ဝိထုတို့များထဲမှာယာဒီစာကစုံမိုးနဲ့ယူမာတလေမိုးရသည်တဘာဝလက်ဆောင်များဆိုတဲ့ဇလန်အကြောင်းအရာလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်မိုးက၃ရက်ဆက်နေ့လယ်ပိုင်းမှာရွာတယ်မိုးဦးလေးဦးမှာတော့ကျိုင်းမိုးကနညရပြီးတဲ့နောက်အနှင်းငယ်ရှာသွားပါတယ်။ဖားအိမ်ကောက်ရတာလည်းပြင်းပန်းသွားကြပြီ ိမ်ကကြာခိုးစင်မှာလဲဖားအိမ်ကြက်တိုက်တွေပြစ်နေပြီမို့ထိုးမြိုင်တို့မထွက်ကြတော့ဘူးရှိတဲ့လေကလေးကမများလာတော့လဲဒီနေ့အတွက်ဝမ်းစာဖူလုံနာမို့ထဲထိုးထုံမွေလုတ်ဖို့အချိန်ကျလာပါပြီရောက်ဖားဖြစ်သူကထဲရစ်မနိုင်သေးပါဘူးထိုးမြိုင်ကထဲထိုးပေးရတယ်ထုံမွေပိုးကင်းထောင်စားရဲ့ကျန်တာတွေကို သူလုတ်တက်နေပါပြီသောဆက်ကရှူကြမှာတော့ဟိုတကွက်ဒီတကွက်နဲ့ပေါင်လိုက်ရင်တော့လဲတော့အိမ်ကတင်းနေရှိလိမ့်မယ်လေကလေးကိုအစာပြူပြီးရဲ့နောက် ရေဝေကျော်အတက်ဆမ်မအိန်နာကတေကတတကလေးမှာတော့မိုးမြေပဲနဲ့တိညာအဖြစ်ပြောင်းမှုဆိုင်ရန်ထွန်းမြန်ပြင်ဆင်ရပါတော့တယ်။ရှာခင်းထက်ထုတ်ပြီးနေထန်းပြရောက်လာချိန်မှာတော့ကြက်ကုံယူကလေးအစင်းနွားရှိကဖျား၍ခမမဲလုံးလုံးတတဝါတကောင်ဟာလွားကနေခုန်ပြီးတော့တဖက်ကန်းကိုအရောက်မှာတော့ကိုင်းတော်ထဲကိုတရှဲရှဲဝင်သွားတာကိုမြင်လိုက်ရပါတယ်။ထွန်းမြန်ချက်ချင်းတိလိုက်ပြီးနေနေဥပေါ်ကငါမအားသေးဘူးလို့စိတ်ထဲကကြုံဝါလိုက်မိတယ်။ ဒီကောင်ကိုတွေ့တာဒီနေရာတဝိုက်မှာနှခါရှိပြီ။ငားသေးဖားသေးကနန်းသေးတွေလာစားတာဖြစ်မယ်လို့မှတ်ချက်ချမိတယ်။မွေပါပင်ဖြစ်ပါလေလေ။မွေပါတို့ကအစားတော့ပက်စစ်လာပါတယ်။သေစားလဲစားတယ်၊ရှင်စားလဲစားတယ်။သူတို့တက်ခိုက်အနိုင်ရပါကအကုန်စားပါတယ်။မွေဝပင်တက်ခိုက်ဖန်စားတတ်ပါတယ်။သူတို့တဘာဝကလင်မြန်လာတယ်။တချက်ခုံရင်တော့ပေ20ခန့်ကိုအသားလေးရောက်ပါတယ်။ပြစ်ခါပြီဘယ်တော့မှမရပါဘူး။ထောင်ချောင်းနေမှာမိပါတယ်။ တခါတည်းရန်တော်ထဲမှာအစာရှာရင်တော့ခွေးများအလစ်မှာတော့ကြက်ပေါက်စကလေးများအရွယ်ရောက်စကြက်ပဲများပါဝင်ဆွဲတက်ပါတယ်ခွေးတွေကမီးရွေးလိုက်ရင်တော့ခုံရစ်ပြပါတော့တယ်မွေပါကိုခွေးများမိအောင်မလိုက်နိုင်ဘူးလေအိမ်ပြန်အရောက်နွားဖြုတ်ထည့်တင်လုံနေစင်မှာပဲအေးချီအတန်ကထွက်လာတယ်သူ့မောင်ကိုလမ်းပြောနေခြင်းဖြစ်ပါတယ်မောင်ထေးမနေ့ကဥကျက်စင်းနဲ့ကျမကြီးကိုအုပ်ဆောင်တဲ့ခဏအုပ်ထားအောင်နော်အကုန်စက်တကောင်ပေါက်တယ်နှကောင်ချင်းပြလို့တည်တာ အဲ့ဒါကိုမဖေးရသေးဘူးယူပြစ်လိုက်အောင်နော်ထွန်းမြန်ကကြားဝင်ပြောပါတယ်ဟေးအဲ့ကျက်တလေးနှစ်ကောင်တော့မပြစ်နဲ့ကွာမစစ်ဘူးတဲ့ထက်ထားပေးကောက်ရိုးထူထူဆွလိုက်အောင်နော်ကြက်ဆွဲသွားအောင်မေးမပြီးတဲ့နောက်ဓမ္မတချောင်းယူပြီးတော့အိမ်နောက်ဖေးကိုထွက်သွားတယ်ကျက်တဲ့ကိုလည်းတင်းထားခိုင်းပါတယ်ဓမ္မယူပြီးထွက်သွားတယ်ဆိုတဲ့ကသေးကြီးထားကြနေပြီတော်တဲ့ကယူလာတဲ့ရှော်နီခေါထုတ်တန်းမှာချိန်ထားတာကိုယူသွားတယ်တလန်တတာအရှိကိုနစုခွဲပြီးတော့ အဖျားတစ်ဖက်တိုင်မှချီအဖျားတစ်ဖက်ကတော့ပစိုးလန်းခြေစင်းထိုင်ပြီးတော့ပေါင်ပေါ်တင်ကာပုတ်ပါတယ်။နဆပဲညာပုတ်ပြီးတဲ့နောက်မှာတော့နဆပူးလျက်ပြန်ပွင့်ရမှာနပင်လိန်လျှော်နီကျူလေးရလိပြီ။ကိုထွန်းမြိုင်ရှင်းဝလုံးချထားအောင်ဒီမှာထမင်းခူးပြီးပြီ။မအေးကြီးကလမ်းអော်ပါတယ်။အေးလာပြီလာပြီ။လူစုံတက်စုံလေးယောက်သားဟာခေါင်းမဖော်နိုင်ချဘူး။ဒေါ်ခွေးမကရောက်ခမစူတော်ညာလူပြိုပေါက်အရွယ်မှာမိဘများမရှိတော့ဒီမို့ ူကပဲအမေလိုနေခဲ့ရတယ်လေဘေးချင်းကလည်းချမ်းကျဲဝမ်းမို့အေးချီနဲ့အိမ်တော်ကြတော့ထွန်းမြိုင်အိမ်ကိုဖျက်ရောက်ပြီးတော့ဒီအိမ်မှာပဲစုနေကြတော့တယ်ပုတတ်ကျော်ငပြောသည်စိမ်ပပလိပြီးတော့မကြီးရွက်ခါချိုးနဲ့အုတ်ရှိရွယ်နူးနဲ့ယောဂဟင်းချက်ထားတယ်ငရုတ်သီးငပိတောင်ရှင်ပြရွက်တို့ကျိုင်မှုကျော်လက်ကျန်နဲ့စုံလင်လာပါတယ်သေးကြီးကတော့ဖိုင်ကျော်ကိုမညီနိုင်သေးသမို့အကျော်နှကောင်ကိုသူ့ပကံထဲမှာထက်ထားတယ် တခင်တွေထမင်းစားနေရအောင်လေကတိမှာတော့ကြားပုံနဲ့နှစ်ကြော်ညီကိုနှကောင်ဟာနေ့လယ်စာမျောနေကြပါတယ်။တောသူတောင်သားဗတ္တိရီစာမှလည်းမရှိကြမစားကြသူများမို့စံတပီချက်ကိုလေးယောက်စားရမှာတော့ခွေးနှကောင်စာလောက်သာကျန်တော့တယ်။အင်းဆက်မြမခွေးမြတ်မို့လဲခွေးတွေကလည်းထွားပါတယ်။စားလဲစားနိုင်ကြတယ်။နှတောင်ပလဲဝက်ကထူထူတောင်တောင်ကိုဝါလေးစိတ်ခွဲကရက်လိုက်တယ်။တောက်အတွက်ကတော့တောင်တောင်ထွားကန်ဝါအဖျားတောင်တောင်ကိုဖျက်ရတယ်။ ဂျိုးဆာတစ်ဖက်မှာတော့စပုတ်တိုင်အရွယ်တလဲမခွဲခန့်အရှိဝစစ်အသားနဲ့ခလုတ်ကလေးတစ်ခုကိုခိုင်ခိုင်ချီထားပြီးတော့ဓာဝါကိုလည်းဂလန့်လှုပ်ထားပေးရတယ်။ဂျိုးဆာတစ်ဖက်ကိုဝါကဘောကကြော်ယူရတယ်။မြေပြင်မှာတော့45ဒီဂရီခန့်ဆောင်းပြီးတော့ထောင်ထားတဲ့ဝက်ကပ်ပေါ်မှာတော့မြေဆိုင်မြေခဲများကိုတော့တက်နိုင်သလောက်တင်ထားရတယ်။ဝက်ကနဲ့မြေကြီးဆုံရတောင်ကြီးဝက်ကအလင်မှာတော့ကြက်တွေကိုကျိုးနဲ့တွဲထားတယ်။မွေပါကအစာကိုလာစွမ်းရင်တော့ ဝက်ကားအောက်ကသာဝင်ရွှဲစီရန်အတွက်လဲစီစဉ်ထားရတယ်။မွေပါရဲ့တဘာဝကတော့အစာကိုဆက်ကနေပြေးကက်ကဆွဲယူတတ်ကြရာကြက်တီကောင်ကိုဝင်ဆွဲပါကလည်းကြက်တီနဲ့ခလုတ်တွဲထားတာကြောင့်ဆွဲတာနဲ့ခလုတ်ပြုတ်ပြီးတော့မြေဆိုင်ခင်များတင်ထားတဲ့ဂုတ်ဖိအောင်ပြေးနေလေတော့တယ်။မွေပါမိရင်တော့အသေးသာမိပါတယ်။နေဝင်ကနီးမှာတော့ပေါက်ပြားတက်လဲရဲကြက်တီတကောင်ရဲ့ဝါကတ်တွေကိုယူပြီးတော့ထုံးမြိုင်ထွက်သွားတယ်။သူတို့ကျန်စားလေးရှိတဲ့ကံပါပြပြတစ်ခုကိုနောက်ခံထားပြီးတော့ ဝကထောင်မြေကြီးဖွတ်ပြီးတော့ကြက်တင်နဲ့ထောင်ချောင်းဆင်လိုက်ပြီးပြန်လာခဲ့တော့တယ်။မနေ့ကျရင်တော့မင်းစောစောထထွားကြည့်လိုက်သေးကြီး။ကြက်ကုံယုံဟိုဘက်ရှူထိတ်ကဂမ်းမပြက်ကလေးနာမှာထောင်ထားခဲ့တယ်ကွ။ဒါမှဖြုတ်ရသေးရင်တော့ခြေရလက်ရမပြက်စင်းနဲ့။ခွေးတွေလည်းမခေါ်သွားနဲ့လို့ရောက်ဖက်ကိုမာလိုက်တယ်။မနေ့အိပ်ရထတော့ထေးကြည့်သွားကြည့်တယ်။ထမင်းကြံစားနေချင်းပြန်ရောက်လာတယ်။မပြုတ်သေးဘူးကွထွန်းမြိုင်ခြေရလည်းမတွေ့ဘူး။ညနေကျငါသွားမယ်။ နေပူရီတော့ညနေမိမှတေးချတယ်လို့ပြန်ပြောလိုက်လေတယ်။ကြက်ကတိတ်အပုပ်နဲ့မထွက်သေးတော့ကြက်ကတိတ်အပုပ်နဲ့မထွက်သေးတော့ဒီကောင်နေမကတ်သေးတာလို့ဆက်ပြောပါတယ်။ညနေပိုင်းထွန်းမြန်ကုတ်ဖီနာရောက်ချိန်မှာတော့ဓောက်ကပြုတ်နေပြီ။မေကြီးပုံဖိအားရှိတာတောင်မှဝကကလှုပ်စီလှုပ်စီဖြစ်နေတာမို့ပြုတ်ကြစထင်းတယ်လို့တွေးလိုက်မိပါတယ်။ခွေးနှစ်ကောင်ကတော့တရှူးရှူးနဲ့အနံ့ခံကရက်မယ်ပြုတ်တယ်။ကုတ်ဖီပေါ်ကတော့လူတစ်ခုလုံးတက်နေကြည့်တယ်။အနှဲငယ်လှုပ်နေပါသေးတယ်။ မြေကြီးများကိုတော့တတိနဲ့အတားရပောက်ပြားဖြစ်ဖယ်တယ်။ဝကပေါ်လာမှပဲပောက်ပြားနဲ့နှစ်ချက်သုံးချက်အပေါ်ကနေထုချလိုက်တော့လုံးဝငြိမ့်သက်သွားလေတယ်။တတိနဲ့ဝကကိုဖြည်းဖြည်းဆွဲမှကြည့်လိုက်တော့သဘောပေါက်သွားပါတော့တယ်။မွေပါဟာအကောင်ကြီးမျိုးဖြစ်ပါတယ်။အချို့မွေပါက ရှင့်တာတာပဲရှိတယ်။အခုမိထားတဲ့အကောင်ကတော့အကြီးမျိုးမို့တပိတ်တာ50ခန့်ရှိမယ်လို့ခန့်မှန်းရတယ်။စူဖြိုးလာပါတယ်။ကြိုက်သူများကဈေးကောင်းပေးဝယ်ကြတယ်။ အရင်တစ်ခါမိတဲ့ကြောင်ကပိကိုချက်တာမတွေ့လို့အေးကြီးကိုတူတူမိတော့ဈေးကောင်းရတာနဲ့အမိရောင်းပြစ်တာပတ်စင်က ကျမကိုပေးပါတယ်လို့ဆိုပါတယ်။မွေပါကတော့ကြောင်ကပိတဲ့ဈေးကောင်းပို့ရမှာမို့ဒေါက်ခွေးမလက်ကိုအလိုက်ရင်တော့ငါစားရမှာမဟုတ်ဘူးလို့တွေးရင်းနဲ့ပြန်လာခဲ့တယ်။ရောက်ခမဆိုတော့လေငယ်စဉ်တည်းကအမလို့ဖြစ်နေတော့တိတ်မပြောရဲပါဘူး။အိမ်တော်မကြခင်ကလေးကသူရှာလို့ရသည်မဒေါက်ခွေးမကသာရောင်းပေးခဲ့ခြင်းဖြစ်ပါတယ်။ငါဖာငါကြိုက်မယ်ချက်မယ်လို့တွေးက channel အဝင်မှာတော့ အပြင်ထွက်လာတဲ့ဒေါ်ခွေးမနဲ့တက်တက်တူးနေလေတော့တယ်။ဟဲထွန်းလိုက်တယ်မွေပါကြီးပါလား။ပေးဆက်လို့လက်ကိုကန်းလိုက်တယ်။ထွန်းမြန်ကဘာမှပြန်မပြောမိဘူး။တွေးလာတာတွေလည်းမရှိတော့ဘူး။အလိုလိုပေးပြီးသား။ပေါက်ပြားထမ်းပြီးတော့အိမ်ထဲကိုဝင်သွားရင်နဲ့မတိမတာနောက်ပြန်ခဲ့ကြည့်တော့မွေပါကြီးကိုစောက်ထိုးဆွဲသွားပြီးတော့ရွာထဲကိုပေါ်ပါးစာထွက်သွားတဲ့ဒေါ်ခွေးမရဲ့ကျိုးပင်ကိုသာမြင်လိုက်ရပါတော့တယ်။ကစုံမိုးနဲ့ယူမတလေးကိုရင် တောင်ကမိုးတွေမဲလာရဲ့နော်အေးလေမြင်သားပဲဘာဖြစ်လို့လဲထွန်းမြန်ကတဖက်လက်ပြုံရင်နဲ့မတိချင်းရောင်ဆောင်၍ပြန်မေးပါတယ်ဟိုဟာလေးတော်ဝါချုံပြီးသားတီတန်လေးတွေရှိလားလို့ပါတီတန်လည်းရှိတယ်ရေပုံလည်းအစင်သည့်မိတော့နှချောင်းမှလုတ်ပြီးပြီလို့တဆက်သေးပြောချလိုက်တယ်အေးကြည်မတယောက်ဟာချစ်လင်ကိုမျက်ဆောင်ထူမင်းငော့လိုက်တော့တယ်ထွန်းမြန်ကသူ့မယားကိုကြည့်ပြီးတော့ဝလုံးခွဲရေချလိုက်လေတယ်ဒီတော်ဒီတောင်ဒီရက်ကိုမုတ်ဆိုးထွန်းမြိုင်နောကျင်နေပြီ။ ကဆုံလဆန်းရမို့မိုးကြီးရွာတိုင်းကိုအလုံးတစ်ခုရှိတယ်။နေ့လယ်မိုးကြီးရင်တော့နှမျိုးလောက်ရမယ်။ညဦးမိုးကြီးရင်တော့အနှဲငယ်ပူ၍ပြင်းမှန်းပါတယ်။ရှိုးမြံအံ့ရိုးတက်ဆောင်မှာတော့တနေ့လုံးဘယ်နားနေမှမသိရဲ့ဖားအိမ်တွေတက်လာကြတော့မယ်။အစ်စ်တစ်ဖက်ခံထားတဲ့ဝချွန်ဆယ်ခုလောက်တော့ရှိရမယ်။အလုံးကတော့ခဲတော်လန်းခန့်ဖြစ်တယ်။ဘောလုံးပေါ်နေတဲ့ဖားအိမ်ကိုကောက်ယူရုံသာပြီးရင်တော့တီးတက်မှအချုံးမက်ကဘိုက်ကိုဖောက်ပြီးတော့တီးထားလိုက်တယ်။ တထောင်ခက်အရှိဝတ်ချွန်းမှာတော့ဖားအိုင်းကောင်20နီးပါးတော့ရတယ်။နေဆောင်လူလူမှာတော့မိုးရော့လီပါအပြင်းထန်စစ်ခင်းရွာချလီရောတယ်။မောင်လေးကိုခေါ်သွားမလား။ခေါ်သွားရမယ်လေ။တီတံပြင့်တော့သူ့ကိုပြန်လွှတ်လိုက်မယ်။နိုင်ဝက်ခန့်ရေပါလွန်းတဲ့မူထွန်းမြိုက်အတွင်းနဲ့ပြောနေပါတယ်။ဆမ်းမအိုင်လိုနေရမျိုးကဖားအိုင်းမရတတ်ဘူး။တနေ့လုံးရေမခန့်တော့မို့တခြားမိုးရေဝင်နေတဲ့အိုင်းများရိုးတလျှောက်များစွာရှိပါတယ်။ တိတ်မကြခင်မှာတော့တီးတယ်များကန်လေးရဲ့မြကြီးရောက်လာတယ်။သွားကြမယ်လေကွန်ထွန်းမြိုင်။တခြားသူတွေမထွက်သေးခင်။အေးပါကွာအစ်စ်မှာပဲ။မင်းကရေဘုံပါဘူးလားမြိုင်။မပါဘူးဗျာ။ဘုံကမအားလို့။ရှားတလောက်ကိုတော့ကပိုက်ထောင်ထဲမှာထွက်တော့မယ်။အကြောင်းရှိပါတယ်။ပထမဦးဆုံးငူဦးမှာတော့မောင်စပြိုးချိန်မှာကျိုင်းမိုးတို့ကအုံလိုက်ခြင်းလိုက်ထွက်လာတတ်ကြတယ်။တော်ရဲယူထမဆုပ် ဇီးပင်မကြီးပင်တို့မှာတော့အတွဲလိုက်အကောင်ကြီးတွေဟာနားနေမိလိုက်ကြတယ်။ကြမ်းမိုးဆိုတာမှာတော့နွားချိဖို့လောက်မကြီး။လက်မလက်သေးခွန်ခန့်အတောင်မှာကုလုံးဝုန်းနဲ့ခေါင်းတိတိလေးနဲ့ဖင်ပိုင်းမှာတော့အဖြူရောင်အစီရွေစုနေပါတယ်။မနဲ့မိုးရွာရင်တော့ညနေမောင်စထွက်လာကြတယ်။အောက်ကရေပုံးခံပြီးတော့အကန်းကိုလှုပ်ချရင်တော့ရေပုံးထဲကိုကြသူကပြန်မတက်နိုင်။ရေအနေငယ်ခံထားရပါတယ်။အပြင်မဲ့ကြတာကိုလက်နဲ့ကောထည့်ရပါတယ်။ အပြင်မြင့်တော့အောက်ကမီးတုပ်ပြပါကတဖြုတ်ဖြုတ်ကျလာတယ်။ခေါင်းဖြုတ်အတောင်ခွာစီနစ်ကြော်ရင်တော့အလွန်မွေးပြီးတော့ပရိကျော်ထက်ကိုပို့ပြီးတော့အရသာရှိပါတယ်။ပရိလိုတော့မစူဘူးခြေတောက်တွေကတေးလွန်းလာပါတယ်။ဇက်ကုံရိုးတဲ့ကိုအရင်သွားကြတာပေါ့ကွာ။သုံးယောက်သားဟာခြေလန်းကျဲလာပါတယ်။ခွေးနှကောင်ကတော့ရှိကပြေးနေပြီ။ထင်းတဲ့အတိုင်းပါပဲ။ဘောလုံးပေါ်နေတဲ့ဖိုင်အိမ်များဟာရှေပြင်ပြောက်လူကမန်းဖြစ်နေပါတယ်။မြကြီးထေးကြီးကဟိုဘက်ကန်းကိုသွား။ငါဒီကစမယ်။ ထုံးမြန်ကနေရခွဲပေးလိုက်တယ်။နိုင်ဝက်ပင်မကြလိုက်ပါဘူး။ဖားအင်းဆယ်တောင်ကိုခဏလေးနဲ့ကောက်လိုက်ရတယ်။ဘိုးဘက်ကလူတန်းကြားနေရပါတယ်။သူတို့လိုပဲဖားအင်းကောက်သူ ပေါ်လာပါတယ်။ထဲကြီးအရင်မမောင်ခင်ပြန်တော့ကွာ။မြကြီးဟာဒီပါ ယူသွားလိုက်ပါ။ငါတို့ကြိုင်ဖို့သွားလုပ်လိုက်အောင်မယ်။ထဲကြီးကဖားအင်းများတည့်၍ပြန်သွားတယ်။စောသေးတယ်မြကြီး။ထမဆုပ်ချုံနာကိုသွားဥထားကြမယ်။ ဲ့လိုတမ်းမင်ပြီးတော့အပြေးတစ်ပိုင်းထွက်သွားကြတယ်။ဘသူမှမရှိပါဘူး။ကျိုင်းမိုးထွက်စတူဝီဝီမီကခြုံနားမှာတော့ပြားကဲ့သို့ဝဲနေကြလိမ့်တယ်။ခဏတစ်ဖြုံနားရင်စောင့်နေကြတယ်။ထွန်းမြန်ကစေဘော့လက်ကြီးကိုထုတ်လိုက်တယ်။ဖရွက်နဲ့ကြည်နေအောင်ပတ်ထားတဲ့နတ်သမီးတစ်စိတ်တစ်တာရမ်းမိချစ်ကိုထုတ်တယ်။စစ်လိတ်ကလူကြီးချင်မခန့်ကြီးနေပါတယ်။မိချစ်သုံးဆန်ကုန်မှပဲမိဆွဲပါတော့တယ်။ဟိုဘက်ခင်မြကတော့စစ်လိတ်တစ်လိတ်ကိုအကုန်လှည့်ဖွာကြတယ်။ သူတဖွာကိုတဖွာနဲ့တဝက်ခန့်ကျူးမှပဲလွယ်အိတ်ထဲကစစ်လိမ့်နဲ့တန်ယုံအပေါက်ရှိတဲ့ထီးရွက်ဝစ်စစ်ကလေးတဲကိုပြန်တင်းလိုက်ပြီးတော့လွယ်အိတ်တဲပြန်ထက်ထားလိုက်တယ်။တစ်ချိန်တည်းမှာပဲယူကနေအတန်နဲ့ခွေးနှကောင်တစ်ပြိုင်တည်းပြေးသွားရမှာတော့ထွန်းမြိုင်ကောင်းကြီးလိုက်မိတယ်။ဖေးတယ်မမေးနဲ့ထွန်းမြိုင်တိပြီးသားလေး။မိုးကြောင့်ခြုံတိုးနေတတ်တဲ့အကောင်တို့လူသင်ကြား၍သူတိတ်စာထွက်သွားတော့လဲခွေးကတိပါတယ်။မြိုင်ကျမ်းပေါ်လုံနေတော့ရော့ရေပုံးယူထားလိုက်ကွာ။ အဲ့လိုဆိုပြီးတော့ဝင်းရင်တုတ်တစ်ချောင်းနဲ့ခွေးနောက်လိုက်သွားတော့တယ်။ထင်တဲ့အတိုင်းပါပဲ။တပိတ်တာခန့်ကြောင်ကပိတကောင်ဟာခွေးနှကောင်နဲ့လုံးနေတော့တယ်။ကြောင်ကပိတို့ကခြေတံလက်တံတူပြီးတော့ခွေးကိုမနိုင်။ဝင်းရင်တုတ်မတုံးလိုက်ရပါဘူး။ခါရမ်းနေတဲ့ခွေးကိုချုပ်မော့ပြီးတော့အသေးကိုကောက်ယူလာခဲ့တော့တယ်။နှယောက်သားလှုပ်ချလိုက်ကောက်လိုက်နဲ့ခွေးနှကောင်ကလည်းတချွတ်ချွတ်ကောက်စားလိုက်နဲ့နိုင်ဝက်ခန့်အကြံမှာတော့နကာလန်တံပုံးလေးဟာပြစ်သွားပါတယ်။အပေါ်မှာတော့မူဦးရဲ့ခါကြီးကြီးသုံးလက်ရက်ကိုဖုံး ကြောင်တီကိုအပေါ်ကဖိမြေကြီးကဘုံကိုထန်းကပြန်လာခဲ့ကြတော့တယ်။ရောက်ခမကြီးတော်ခွေးမကတော့ဖားအိုင်းတွေကိုယင်ခွဲဥချေးထုတ်ပြီးပြီ။ဥတွေကိုတော့မထုတ်။စားစနင်းနေပြီးတော့၁၄၅ကောင်ခန့်ကြော်ပြီးသားအသင့်ဘန်းတစ်ခုမှအင်ဘက်ခင်းပြီးတော့ထက်ထားတယ်။တော်တလိမို့လဲအကောင်လိုက်ခြေကားရလက်ကားရနဲ့ယင်ခွဲကြော်ထားတဲ့ဖားအိုင်းမမေများက မစားဘူးသူမမြင်ဘူးသူတို့အတွက်ကတော့အသေးရစရာပင်ဖြစ်ပါတယ်။အချို့ကတော့စက်တိုက်ထားတယ်။ ။မြ ాయి ကိုကြမ်းပိုးခွဲပစ်လိုက်အောင်။လုံနေပါပြီတော့။အေးကြီးမကပြန်ပြောပါတယ်။ထေးကြီးကကြောင်ကပိကိုမိမြနေပြီ။ဒေါ်ခွေးမနဲ့အေးကြီးကတော့ကြမ်းပိုးနှုတ်ချီဘူးတပူခန့်ကိုထွင်ပြီးလို့ကြော်တောင်းနေပါပြီ။မြ ాయి ထုံးစံအတိုင်းပေါ့ကွာ။ထွန်းမြိုင်ပါကိုဆူလုံမမြကြီးသိပါတယ်။ခုပြန်လာခဲ့မယ်လို့ဆိုပြီးတော့ဆင်းသွားလေတယ်။မကြလိုက်ပါဘူး။မိအောင်လေးခိုးချက်တဲ့ဆန်ရဲ့နှထမီတောင်းနဲ့မြကြီးပြန်ရောက်လာပါတယ်။ကိုထွန်းမြိုင် အများကြီးမတော့နေနေလို့အေးချီမကလမ်းပြောတယ်။မိမကလည်းကွာတခါတလေတစ်ခွက်နှစ်ခွက်ပဲတောက်တာတိတာနေ ਉ ။ထွန်းမြန်ကဖြီတော့မြကြီးကအုံမခွက်နဲ့တစ်ခွက်ပါအမရေလို့နောက်လိုက်ပါတော့တယ်။တော့ကိုပြောလိုက်ရင်တော့အဲ့လိုကြီးပဲ။တကယ်တော့တလားတခါတောင်ထွန်းမြန်မတောက်တတ်တာအေးချီမသိပါတယ်။ဟုတ်တရားအရာမို့ပြောရင်လည်းချစ်လင်ကိုမျက်စောင်းထိုးလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီမျက်စောင်းမှာတော့အမုံရိပ်ဒေါသကြီးမပါတဲ့ချစ်မျက်စောင်းသာဖြစ်ပါတော့တယ်။ ိုးရသည့်သဘာဝလက်ဆောင်များကိုင်းခုတ်သားရှိထန်းပြီးတော့သေးကြီးကအိမ်အောက်ဆင်းသွားပါတယ်ကန်တီးခုတ်ရမယ့်အချိန်မှာမခုတ်ရင်တော့မျက်ရှည်များလည်းဆင်းသွားပါက စပားအချွတ်ရွတ်တတ်ပါတယ်လဲသမားဘဝမှုသူ့အချိန်အတိုင်းပုံမှန်အလုပ်လုပ်ရပါတယ်ခမောက်ဆောင်လေရော့ဒီမှာဝါတာဖလူးပါယူအောင်ဒေါက်ခွေးမကလမ်းအော်ရင်းနဲ့အပြင်ထွက်ပေးပါတယ်ပလတ်စတစ်မူကသားကိုတော့အဲ့ခစ်ကဝါတာဖလူးလို့ပြောကြပါတယ် အမေကလည်းမွေးမရပါဘူးဗျထေးကြီးကအဲ့လိုပြန်ပြောလိုက်တော့မရှိစမ်းမနဲ့ယူဆိုယူသွားစမ်းမဟဲမိုးကပြောလို့ရတာမဟုတ်ဘူးထေးကြီးမငင်းတော့ပါဘူးသူ့အမေကိုငင်းလို့လည်းမရမှန်းသိပါတယ်မြူချင်းယူချင်းနဲ့ယူလိုက်ရတယ်ဟော့ထေးကြီးရေဒါလေးပါယူသွားခရုမြက်ပြဲတွေကောက်လာခဲ့အောင်လို့ဆိုက ပလိုင်းကိုလာပေးပါတယ်ထေးကြီးကယူပြီးတော့ခါမှချိတ်ထားလိုက်တော့တယ်ထေးကြီးပြန်မာတော့ ပလိုင်းပြစ်လို့နေပါလက်ခုများပါလာတယ်။ငားလုံးခန့်ကိုထိုးမြိုင်ကယူပြီးတော့ထုခွဲပြီးတော့မြေအိုအသေးလေးထဲမှာထည့်ထားတယ်။ပလိုင်းကိုအေးကြီးကယူသွားတယ်။အသင့်ထည့်ထားတဲ့ယေစုစမျိုးအိုတဲ့ကိုတော့တွန်ထက်လိုက်တော့တယ်။ကြိုတင်ခူးထားတဲ့မကြီးရဲ့ကြမ်းများထပ်ထည့်တယ်။ဝါရောက်မှနဲ့တစ်ချက်နှစ်ချက်မွေးပြီးတော့မိစိန်တဲ့အောင်ကိုတော့ဝါမီဖျောင်းနဲ့တဖူဖူမုတ်ပါတယ်။ခဏအကြာမှာတော့မကြီးရွယ်များဟာညိုဝါရောင်ပြောင်းပြီးတော့ရေပွက်ပွက်ဆူလာတော့တယ်။ ခရုအစံများနူးချိန်လောက်မှာတော့စကားရဲကိုအိုးလိုက်သွန်းချပြီးတော့အေးခံထားပါတယ်။မကြီးရွယ်ကြမဲ့ခရုမှာပါတဲ့အချွဲများအညစ်အကြေးများညီနက်များဟာပြောင်းစင်ပြီးတော့ဖွေးလက်သွားတော့တယ်။ငရုတ်ကျပွေတလိမ့်နဲ့လက်ရမှာတော့အခွန်များကွဲသွားပါတယ်။အသားကိုဓာတ်နဲ့ပပလီပါတယ်။ကျက်သူနီနိုင်ချင်းထက်ဘဲမုတ်အကျဲအနှဲငယ်ထက်ပြီးတော့မကြီးမအနစ်ကိုထဲတယ်။ပြီးတော့စီစိမ့်နဲ့တုတ်လိုက်ရမှာတော့အကောင်းဆုံးဟင်းတစ်ခွက်ရလေတော့တယ်။ခရုတုတ်ပြီးတဲ့နောက်မှာတော့ အေးဂျီယာမိဘူတွေကနေလုံးရှိရှိအရာတခုကိုဝညနဲ့ဆွဲထုတ်လိုက်တယ်။ဝါမီပြောင်းတဲ့အသားရထုခွဲလိုက်ရမှာတော့ဖြူဖွေးတဲ့အသားများပေါ်လာတယ်။မနေ့စောစောကရထားတဲ့ငကောင်းတို့တကောင်ကိုတော့ထွန်းမြိုင်ကရှင်စီနဲ့တခါလေးလုံးလာခဲလိုက်တယ်။အဲ့အလုံးကိုမိဖုတ်ပြီးခွဲလိုက်တဲ့အခါမှာတော့အရေပြားမပါတဲ့အသားဖွေးဖွေးကိုအယူထွန်ပြီးတော့ငပိရေပကံလေးကိုထက်လိုက်တော့တယ်။မီးအောင်ထားတဲ့မိုးမြောင်ရုပ်တီးထက်တယ်။စက်တုံပြူထက်တယ်။ ရိုးထဲမှာပေါ်များလာတဲ့ဖလောင်တောင်ဝင်းနောက်ဖေးဝေယုံကရတဲ့မြင့်နဲ့ဗတဲ့တကောင်ယောဂါကြိုချက်ကလေးချက်ထားတယ်။လေဘရူလေကစွန်းမွနတုအတုမြုံနဲ့မိသားစုထမွေဝိုင်းဟာခေါမဖော်ရန်စူပြေလာပါတော့တယ်။ကြာခိုးစင်မှာချိန်ထားတဲ့ငရောင်မျိုးစိတ်တလုံးကိုထုံးမြိုင်ဖြုတ်ယူလိုက်ပါတယ်။ရှာဝတ်တေးချပြန်စစ်တယ်။ငါးထုပ်ပေါက်တကားကိုပြန်စစ်ပါတယ်။ရှော်နီနဲ့တုတ်တင်နာကိုပြန်တုတ်ပါတယ်။အဲနောက်ထူခွဲထားတဲ့ခူးဆန်ငါးခုကိုဓာတ်နဲ့ဆင်းတယ်။ မင်းကပိထမင်းတဆုပ်ဖွမ်းတို့အနေငယ်ကိုယောဂစီးပိုင်နေအောင်နေပါတယ်။နေပြီးသားကြက်ဥလုံးခန့်ကိုတော့ချင်တော်ဆုံးမဇာဘာပြည့်ထုတ်ကဝရံလေးတစ်ခုမှချီပြီးတော့မြုပ်အလေတက်တက်မှာတော့အစာအိတ်တန်လန်နဲ့ကက်လန်တန်လေးထိုးထားလိုက်တယ်။ပြီးရဲ့နောက်မှာတော့နေပူထဲမှာခိတ္တများချထားလိုက်ရာအစာလုံးဟာတင်းတင်းကလေးဖြစ်ပြီးတော့အနံ့ထွက်လာပါတော့တယ်။မွေးပါထောင်တဲ့အနာကနေချက်ကုန်းရိုးမှကြမ်းတစ်ခုရှိပါတယ်။အဲ့ဒီနေရာကတော့ ဆောက်ပင်မိုးနေပင်တို့အောင်ရောက်နေ၍ငါးမျိုးစုံအောင်ခူအောင်နေတတ်ပါလေ။ဝက်ချွန်းတရက်ခန့်ကိုယူပြီးတော့ညနေဆောင်မှာတော့မြို့ကိုထန်းကထွက်လာခဲ့တော့တယ်။အိုင်အစချုံအောက်ကကဆောင်းတတအနေမှာတော့ဝက်ချွန်းခုတ်ကိုရိုက်ကမြုံနဲ့တွဲရချီထားတယ်။ဝါငုတ်ကရေပေါ်မှာလက်သီးစုပ်ခန့်ပေါ်နေပါတယ်။အနီနာကတိတ်ခက်တစ်ချက်ကိုခုတ်ယူကမြုံပတ်လည်ကိုထိုးထားပြီးမှပဲပြန်လာခဲ့တော့တယ်။ဒူးလေးထွံ့မြိုင်ဟုလူသိများတဲ့မုတ်ဆိုးကျော်ထွံ့မြိုင်တယောက်ဒူးလေးမကန်ရတာဟာ မူဥကြတွေကဖြစ်ပါတယ်။ဒါပေမဲ့နေ့စဉ်တည်ထားပါတယ်။ဂျပန်တော်လည်ကြီးကာလာပြီးသွားတာမကြသေးဘူး။စာချင်းတင်မောင်လှုပ်ပြီးသွားတဲ့ကျေးထိပ်ဘူးများကောင်းများဟာလည်းအသင့်ရှိနေပါတယ်။မူကာလာမှာတော့တားကောင်ပြစ်ခတ်ရတာမလွယ်လောက်ပါဘူး။ငါးဖားပေါက်တဲ့ကာလာမို့အနီးနားကနေစားစရာများရှာရလွယ်တာကလည်းတကြား။ပဲပြောင်းဆိုင်ခင်းတွေကလည်းအိမ်နဲ့အတန်ငယ်လမ်းနဲ့အတွက်ဂရုစိုက်ရတာကလည်းတကြောင်အဲ့ဒါတွေကြောင့်ပဲဒူးလေးမကင်ဖြစ်သေးဘူး ဒါပေမဲ့ပြောင်းမှုများဖူးစပြုတ်ရင်တော့တော့ဘွဲတို့ရန်ကြောင့်မဖြစ်မနေကန်ရတော့မှာဖြစ်ပါတယ်။မနေ့စောစောမိုးပဲကလေးများကြာနေတယ်။အေးကြီးပြင်ပေးထားတဲ့ဘဲဥကျော်နဲ့ထမင်းချမ်းစားပြီးတဲ့နောက်ပလိုင်းကိုလည်းဓမ္မထန်းကထွက်လာခဲ့တော့တယ်။ရေထဲစင်းမြုံထိန်ချိုးကိုဖြုတ်ပြီးတော့လက်နဲ့ပိုက်၍မှတ်ယူလိုက်တယ်။စိုက်ထားတဲ့ဝါးကိုတော့ထားခဲ့တယ်။ကဲမော်ရောက်မှအသေးချာကြည့်မိပါတယ်။ထင်းတဲ့အတိုင်းပါပဲ။ငကောင်းတို့များလာတယ်။ငခုတကောင်တကောင်မြင်မိတယ်။ ငရှင်ပါမွဲခကြီးကြီးသုံးလေးကောင်ကိုတော့မြင်ရတယ်။လက်ပစွန်လုံးအချွတ်လဲဝင်နေပါတယ်။အစာအိတ်ကတော့ပုံစံတိတ်မပြတ်သေးဘူး။ငါတို့ပေါက်မှာပဲပလိုင်းထဲကိုအားလုံးသွန်ချလိုက်တယ်။ပစွန်လုံးများကိုတော့ခြေလက်ညက်တို့ကိုချိုးရတယ်။အစာကြံသေးရမျိုးကိုပြန်ထောင်ထားခဲ့ပါတယ်။အစာကပုတ်လေငါးပူဝင်လေးဖြစ်တာမို့ထောင်ထားခဲ့ပါတော့တယ်။မျိုးကိုပြန်ချီနောက်ပြီးတဲ့နောက်အတက်မှာတော့ချုံပုတ်ကြားကကနကုတ်အလုံးတစ်ခုကိုမထင်မှပဲတွေ့လိုက်မိပါတယ်။ ဲ့ဒါကတော့ရေမွေတစ်မျိုးဖြစ်ပါတယ်။ရေစတက်ပုံအောက်တို့မှာနေတတ်ပါတယ်။အစိတ်မရှိ မကိုက်။ကိုက်ရင်လည်းပြည့်စိတ်တသေးလေးကိုက်တဲ့လောက်သာနာပါတယ်။အယောင်ကရေမွေအကွက်မျိုးဖြစ်ပါတယ်။အချုပ်ကနကုတ်များကတော့နေကြံကြံအစင်းရှိပါတယ်။မိတ်လိုက်ချိန်မှာတော့တကောင်နဲ့တကောင်လေးရင်နဲ့ဆလင်းငါးကောင်ပူးမိတဲ့အခါမှာတော့အလုံးကြီးဖြစ်နေတတ်တယ်။လူကြီးလက်မအရွယ်ခန့်အကြီးဆုံးကိုမြင်မှုပါတယ်။အဲ့အလုံးကတော့သူ့ဇောနဲ့သူကတ်နေရ။ ထွမြိုင်လဲဝါနှစ်ဖက်နဲ့မယူလိုက်ပြီးတော့ကပိုက်တဲ့ထက်ကပြန်လာခဲ့တော့တယ်။ပလိုင်းကိုအေးချီမှလက်ကိုအလိုက်ပါတယ်။ငရှိနေတော့ခုပဲချက်လိုက်နော်။ငားတွေကိုတော့ကြက်ရတာလောက်တော့လို့တခါတည်းမှပြီးတော့ကနကုတ်အလုံးကိုတော့ထေးကြီးလက်ထဲအလိုက်လေးတယ်။ထေးကြီးကတောင်းတဲ့ခံနေ။တကောင်ချင်းကိုထုပြီးတော့ရှင်ကိုခွဲရေစေးကဆင်းနှွေးနေနေတယ်။အကုံဆက်ခွနကောင်ကိုထွမြိုင်ဟန်ကြလိုက်တာလို့ပြောနေရင်းနဲ့အမီးဖျားကဆုပ်ပြီးတော့စောက်ထိုးချီက နေဘူးကြက်ကြဲမှုဓမြက်စိတ်နာမှာနေပြတ်ထားပါတယ်။ညာကြကြက်ခိုးစင်မှာကြက်တင်ထားမင်းတခါတရံမှာတော့နွားမိဘုံမှာကြက်တင်ထားပါတယ်။အမေမှာတော့ပိုးလောက်မတွေ့အောင်ကိုမိဘမိုင်းတိုက်ချင်းတာဖြစ်ပါတယ်။နေပြလိုက်ကြက်တိုက်လိုက်နဲ့ငွေများမဲချောက်သွားတဲ့အခါမှာတော့ကြက်ခိုးစင်မှာပဲအပြီးချိတ်ထားလိုက်ပါတယ်။ဟင်းချိုချက်တဲ့အခါမှာတော့ယေရှုရင်တော့ကနကုတ်အချောက်ကိုအတွဲလိုက်ဖြုတ်ပြီးတော့ယေရှုဦးထဲကို၅မိနစ်ခန့်ထက်လိုက်တယ်။ပြီးရင်တော့နှီးမပြန်ဆွဲယူပြီးတော့ သူ့နေရာသူပြန်ချိတ်ထားလိုက်တယ်။ပစွန်ချောက်ခတ်တဲ့သဘောမျိုးပါပဲ။ဆက်လေး၅ချိန်အထိသုံးရရလီပါတယ်။ဟင်းကြီးကလည်းချိုးလာပါတယ်လေ။မကြမီမှာတော့အကြီးမခွေမဟာ၅ရောင်းပြီးတော့အိမ်ပေါ်ပြန်တက်လာတော့တယ်။သူကရွာထဲမှာသူလက်မနိုင်တာတွေများတော့ခဏနေကုန်ပါတယ်။ဟဲ့ချွန်းမြိုင်။နောက်တစ်ခါငရှိရရင်တော့သူ့ကိုပြေးပါအောင်နဲ့။ကျန်လာကမာလိုက်တယ်။ဖျားဖျား။သူမရှိခင်မှာအေးကြီးလက်ကိုအမြန်အမိလိုပဲလို့ထွန်းမြိုင်တွေ့ရင်ပြုံးမိပါတယ်။ အချွဲပြောက်စီဖို့အတွက်မကြီးမီအနစ်ရည်နဲ့စီးရဲမကြီးရွက်အရင်နဲ့ပြုတ်ပြီးတော့အသားနွားကစီပြန်ချက်ထားတဲ့ငရှင်ကိုတော့ရေခန်းကဏီမှာတော့ဇီယာရွက်အုတ်လိုက်ရမှာတော့တအိမ်လုံးဟာမွေးကြိမ်သွားပါတော့တယ်ပရိသတ်များရှင်ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုနေ့စဉ်နားဆင်နိုင်ဖို့အတွက်ကျမတို့ရဲ့ channel ကို like and subscribe လုပ်ထားပေးပါအောင်ရှင်ဇာတ်လမ်းအသစ်သစ်တွေတင်နိုင်အမြဲသိရှိနိုင်ဖို့အတွက်ကိုလည်းဘေးနားကနိုတီခေါင်းလောင်းလေးကိုမနှိပ်ရသေးရင်နှိပ်သွားပေးဖို့အတွက်တောင်းဆိုပါရစေရှင် အားလုံးကိုကျေးဇူးတင်ပါတယ်